်ငွေမရှာနိုင်ချိန်မှာအမေဖြစ်သူတေးဆုံးသွားတာကိုပြန်တွေ့မိတိုင်းစင်နာတော့မဲဆိုရဲမင်းသမီးချော်ချူလေးမင်္ဂလာပါပြိသက်လေးတို့ရေအစာကောင်းစားရင်တော့ကိုချစ်တဲ့လူကိုတတိယရယ်ဆွဲစကားကိုပြိသက်လေးတို့ကြားမိကြမှာပါနော်ပြောလိုက်တဲ့စကားလုံးဟာရွေးရှင်းပြင်မဲ့စကားလုံးရဲ့အတိတ်ကတော့နန်းနေလုံးပါတယ်နော် ကိုချစ်ရတဲ့သူတွေကို ကိုစားသလိုစားစေချင်တော့ကိုနေသလိုနေစေချင်တဲ့စိတ်နဲ့တတိယတက်ပြင်မဲ့တချို့ယာတွေကတတိယယုံရလွဲရင်တော့ ဘာမှမတက်နိုင်နေကြတယ်မို့တွေးမိတိုင်းနာကျင်ရတာများကြီးပါပဲအဲ့လိုနာကျင်မှုတွေကိုခံစားနေရတယ်ထဲမှာတော့မင်းသမီးချော့ချူလေးကထိတ်ဆုံးအဖြစ်မဲ့ထင်ပါတယ်အောင်မြင်မှုတွေထွက်ထိတ်ရောက်နေတဲ့ချူလေးကတော့အောင်မြင်မှုတွေခံစားပေမဲ့မိခင်မရှိတော့ကိုတွေးမိတိုင်းဝမ်းနည်းနေရလေးဖြစ်ပါတယ်တေတော်သူကြာရင်မေးဆိုပေမဲ့ချူလေးကတော့မိခင်ဖြစ်သူကိုမေးနိုင်ခဲ့ပါအောင်တော့အောင်မြင်မှုတွေရလာလေးမိခင်ဖြစ်သူတို့တည့်ရမမေးနိုင်လေးဖြစ်နေခဲ့တာပါချူလေးကခုချိန်မှာ ဖခင်ဖြစ်သူကိုအစွမ်းကုန်ပြုစုဆောင်ရှောက်ပြီးသာသမီတာဝန်ကျင်အောင်စူးစမ်းနေပေမယ့်ကွယ်လွန်သွားတဲ့မိကွန်ကိုလည်းမမေ့နိုင်တာဖြစ်ပါတယ်။မိခင်ဖြစ်သူလည်းအရင်ချစ်လို့အစွမ်းကုန်ဆောင်ရှောက်ထားပေမယ့်မိခင်ဖြစ်သူတွေပတ်သက်တဲ့ခံစားချက်တွေကအများကြီးပါပဲ။ဘာလို့လဲဆိုတော့ချူလီကမိခင်ပေါ်မှာသမီတယောက်အနေနဲ့ဘာတာဝန်မှမကျေခဲ့လို့ပါပဲ။ချူလီကခုချိန်မှာဖခင်ကိုလူလူသေးမရှိအောင်ထားနိုင်ခဲ့ပေမယ့်မိခင်လည်းမှာတော့ထမင်းနာဝယ်မကျေခဲ့ဘူးတဲ့ထိပါပဲ။ ချူလေးရဲ့မိခင်ဖြစ်သူက လူလောကကြီးအထောက်အကခဲ့တာကြာခဲ့ပါရင်တော့ချူလေးဆယ်ရန်အောင်မီကာလာစာမှာမိခင်ဖြစ်သူကလူလောကကြီးကနေအပြီးတိုင်းထွက်ခွာသွားခဲ့ရလဲဖြစ်ပါတယ်ချူလေးရဲ့မိခင်ကတော့အစာရင်ကင်စာနဲ့တည်ဆုံးခဲ့ရတာပါတေချာကုသမယ်ဆိုရင်တော့ပျောက်ကင်းနိုင်တဲ့အနေထားမှာဆေးပညာဘူးတရာမရှိခဲ့တာမို့လက်လွတ်ခဲ့ရတာမို့ချူလေးတယောက်နောင်နာရမဆုံးနာဖြစ်နေရပါချူလေးကအခုတက်ရွယ်မှာငွေလဲရှိတယ်လို့ဘူးတရာလည်းရှိရမို့ ဖားခင်ဖြူသူရဲ့အသက်ကိုတောင်မများရောက်ကဲတင်ပေးနိုင်ခဲ့ပေမယ့်အမေဖြစ်သူတို့ကတော့မကဲတင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။အဖေဖြစ်သူအလဲမှာတော့ကျမ်းမိုင် မကောင်းရင်ဘာကြောင့်လဲခွဲစိန်တက်တာမလားစောင့်ကြည့်ရမလားဆိုတာဆုံးဖြတ်တက်တာမို့ဖားခင်ဖြစ်သူက ကျမ်းမနေနိုင်နေရပါ။အရှင်တစ်ခေါက်ကလည်းဖားခင်ဖြစ်သူစိတ်ယုံတက်ရတော့ကဘလို့ကူးသားမှုဦးစားပေးရမလဲဆိုတာကိုရန်ဆုံးဖြတ်ချက်ချခဲ့ရမို့အဖေဖြစ်သူရဲ့အပတ်ပေးကလွမြောက်ခဲ့ရလေဖြစ်ပါတယ်။ အဖေဖြစ်သူအလဲမှာတော့လူလေသေးမရှိအောင်ထားနိုင်ပေမယ့်အမေအလဲမှာတော့ဘူးတူတာနေလို့အမေဖြစ်သူမတည်တည်မဲ့တည်ခဲ့ရတယ်လို့ထမင်းတနတ်တာမကျွေးနိုင်ခဲ့ဘူးဆိုပြီးတော့ရှင်ဖွင့်လာခဲ့ရလေဖြစ်ပါတယ်။ချူလေးရဲ့မိခင်ဖြစ်သူက အစာရင်ကင်ဆာနဲ့အသက်သေဆုံးခဲ့တာပေါ့။အစာရင်ကင်ဆာကအချိန်မီကုသမယ်ဆိုရင်တော့အသက်ရှင်နိုင်ပေမယ့်ဘူးတူတာနေခဲ့လို့အမေဖြစ်သူကအသက်ပေးခဲ့တာပေါ့။ချူလေး၁၀နှစ်ရွယ်လောက်မှာတော့အမေဖြစ်သူရဲ့အစာရောဂါကို အချိန်မီမကုနိုင်ခဲ့လို့တွေးမိတိုင်းနာကျင်ရတယ်လို့အမေဖြစ်သူပေါ်မှာလေဘာမှမလုပ်ပေးနိုင်တာကိုတွေးမိတိုင်းစိတ်မကောင်းဖြစ်နေလို့ဆိုပါတယ်။ငွေမရှာနိုင်တဲ့ရွှေမှာမိခင်ကဆုံးမသွားတာမို့လိုအပ်တာဖြစ်စည်းဖို့နေတာထမင်းတက်တာမကျွနိုင်ခဲ့တာကိုစိတ်မကောင်းဖြစ်နေခဲ့တာပါ။အခုချိန်အမေသာရှိမယ်ဆိုရင်တော့လူလူသိမရှိအောင်ထားနိုင်ပေမယ့်အမေဖြစ်သူကသူငွေမရှာနိုင်တဲ့ရွှေမှာပဲကွဲလွန်သွားခဲ့တာမို့အမေဖြစ်သူပေါ်မှာတာဝန်မရှိသလိုခံစားနေရလည်းဖြစ်ပါတယ်။ ်ကျူလီယာခုချိန်မှာတယောက်တည်းရှိရတဲ့အဖေဖြစ်သူကိုအစွမ်းကိုပြုစုနေပေမဲ့အမေဖြစ်သူကြောင့်တွေးမိတိုင်းနာကျင်နေတယ်လို့အမေဖြစ်သူကြောင့်တွေးမိတိုင်းနာကျင်နေတယ်လို့ဝမ်းနဲ့မျက်ရည်ကျနေတော့မှာပဲနော်ဟုတ်ကဲ့ပါ